ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့အလုံမြို့နယ်အတွင်းရှိဆောက်လွေလုပ်ငန်းသုံးပစ္စည်းအယောင်ဆိုင်များအားဈေးနှုန်းမြင့်တင်ရောင်းချမှုရှိမရှိကိုယ်စင်စစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။အလုံမြို့နယ်တွင်ဆောက်လွေလုပ်ငန်းသုံးပစ္စည်းအယောင်ဆိုင်များအားဈေးနှုန်းမြင့်တင်ရောင်းချမှုရှိမရှိကိုဧပြီလ24ရက်နေ့နက်9:00နာရီကမြေပြင်ကွင်းစစ်စစ်ကျမရေးအဖွဲ့များဖြစ်ကြတဲ့ခရိုင်ရေးတပ်ဖွဲ့မှဒုတိယရေးမှူးကြီးခင်မအူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲကိုကို အဖွဲ့ဝင်နှင့်ဦးအောင်စိုးအတွင်ရေမူရေမူအောင်ကျော်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှစုံစမ်းရေးမူဦးကျော်နိုင်ထွန်းစီပင်သာယာဦးချုပ်ရေးမူဦးမမောင်ထွန်းမြို့နယ်ခွန်ဦးစီးဌာနမှဦးတင်အောင်တို့ပါဝင်သောအဖွဲ့ကစားလို့ရေလုံငန်းသုံးပစ္စည်းအယောင်ဆိုင်လက်ကားဆိုင်များမရှိဘဲလက်လီစတက်ဆိုင်အားဈေးနှုန်းမြင့်တင်ရောင်းချမှုရှိမရှိ စေကစားရန်ရည်ရွယ်ချက်ဖြင့်တူလောင်ထားခြင်းရှိမရှိနှင့်ရှောင်ချမှုမရှိဘဲတူလောင်ထားမှုရှိမရှိတို့အားစစ်ဆေးကြပြီးညွှန်ကြားချက်များအတိုင်းလိုင်းနိုင်ရန်ချာစီရေးမှကြားကြောင်းသိရပါသည်ဒီသတင်းကိုတော့အီမွန်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်